လဆ5ခုနဲ့ဆရလပိုင်းနိုဝင်ဘာလအတွက်ဂျာဇာဘီတောင်းကြီးမိတ်ဆွေတို့ရဲ့ဥစွာပထမမိတ်ဆွေတို့ရဲ့ကံကိုဥစွာဆရာတို့တားတော်ကံလေးတကလောက်ဆွဲကြည့်လိုက်ရအောင်ဂျာဇာဘီတောင်းကြီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ကံဟာလုပ်ငန်းတစ္ဆတင်ခြင်းတိဆောက်ခြင်းလမ်းဖောက်ခြင်းတွေအတွက်အင်မတန်အားသာကောင်းမှုပြီးတော့တိုးတက်နိုင် တော့ လာဖြစ်ပါတယ်ထို့အပြင်အနာဂတ်အတွက်အတိတ်အတွက်ဒီမှန်းချက်တွေစဉ်းစားနေတာမျိုးငါဟာလက်ရှိမှာသသက်တာလုံးမှာသူမဟုတ်ရင်ဘဝအတွက်ငြိမ်းချမ်းခြင်းတွေအတွက်ရည်ရှိလိုက်တိုင်းအတွက်အဆင်ပြေအောင်ငါဟာဘလို့လားဘယ်ရာတွေစတင်လို့ရင်ဘလို့စတင်လို့ရင်ကောင်းမလဲဆိုတာမျိုးသူမဟုတ်ရင်ကိုယ့်ရဲ့အနာဂတ်အတွက်မဖြစ်ပေါ်လာသည်တော့အရာလေးတွေအတွက်အဆင်ပြေအောင်ကိုဟာတွေးခေါ်ကြံစကြံစီနေတဲ့စိတ်မျိုးတွေများစွာဖြစ်ပေါ်နေတယ်ဒါအပြင်ဒီလိုအကြံစီမျိုးတွေကြံစီဖို့လည်းတင့်ပြီးတော့ချိန်တိုးဆောင်ရလောက်ဆောင်ရအောင်မြင်တိုးတက်ခြင်းတွေ အာသာခြင်းတွေကျင်းတည်ရရှိမဲ့ကာလဖြစ်တဲ့အတွက်အတွေးခေါ်ကောင်းအကြံစီကောင်းလုပ်ငန်းတစ်အကြံစီတစ်တွေကိုတွေးခေါ်စဉ်းစားနေတော့စိတ်မျိုးတွေတွေးခေါ်ရန်အတွက်လည်းအာသာတော့လာဖြစ်ကြောင်းထောက်ပြောကြလိုက်ပါရစေ။ဂျမိုင်းနဲ့ပတ်သက်လာရင်တော့အထူးသဖြင့်ခါနဲ့ပတ်သက်တာမျိုးလေးတွေအဲခါကြိုက်တာမျိုးလေးတွေခြေလက်တို့ဒူးစစ်တို့နာကျင်ကြိုက်ခဲရတာမျိုးတွေအထူးသဖြင့်အကြောနဲ့ပတ်သက်ပြီးတော့အကြောတက်တာမျိုးအကြောထုံတာမျိုးဒါမျိုးလေးတွေနဲ့ပတ်သက်လို့တော့သတိပြုစင်ကြရလိုအပ်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ ငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ငွေဝင်ချမ်းမာရေးကောင်းပြီးငွေမဝင်ချမ်းမာရေးအနေနဲ့ငွေအဲဝင်ငွေကောင်းရင်ချမ်းမာရေးကောင်းပြီးဝင်ငွေမကောင်းရင်ချမ်းမာရေးညံ့တတ်တဲ့အတွက်ဂျာစာပတိသပိမိတ်ဆွေတွေဟိုကတော့ဒီလာဟာငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့သိကြတဲ့ဂျာစာပတိသပိတွေရဲ့အိမ်အောင်ဘက်ကတော့ ငွေကြီးနဲ့ပတ်သက်ရင်များများသာရှာထားမှသာအဲကြက်မာအေးများများကောင်းမယ်လားလို့ဆရာကခန့်နောက်နောက်လေးပြောလိုက်ပြရစီဦးကောင်းကိုက်ခဲချင်းမျိုးတွေခြေစစ်တို့ခါးတို့အကြောတို့ကြောက်ကတ်တို့နဲ့ပတ်သက်ပြီးတတိပြုရမယ်မိတ်ဆွေတို့အနေနဲ့ဒီဒလာတာတော်တွေမှာဆိုရင်မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပြရစီ ဒီလတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေလုပ်ငန်းရှိနေတဲ့အလုပ်ကိုပဲစတင်အသစ်တိုးချဲ့လှုပ်ဆောင်ခြင်းမျိုးတွေသို့မဟုတ်ရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လိုက်တိချက်ပို့ပြီးတော့မောသန်အဆွနာလိုပဲရင်းနှီးမြှုပ်နှံမှုတွေစဉ်စားတွေးခေါ်မှုတွေအားသာကောင်းမွန်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုရင်ယာဒူးတိုးခြင်းယာဒူးတက်ခြင်းတွေကြုံရနိုင်တယ်ထို့အပြင်မဲ့ passport လုပ်ငန်းတွေ visa လုပ်ငန်းတွေ ခྱི་သွားလာမှုဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရာလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တယ်။ပညာရတစ်ခုခုကိုလေးလာသင်ယူနေတာမျိုးလက်တွေ့မှာလဲထိုပညာရအပေါ်မှာအတုံးချမိခိုနေတာမျိုးအားသာကောင်းမှုပြီးတော့ပညာရင်းနဲ့ပတ်သက်လာရင်ကိုကြိုးစားရင်ကြိုးစားသလောက်စွန့်ရင်စွန့်သလောက်အောင်မြင်မယ်ဆိုတဲ့လဖြစ်တာအတော့ အတေကြပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လို့ရှင်အမိနာမခံခြင်းသို့မဟုတ်ရင်ကိုကိုတိုင်းဥစည်းဥဆောင်ပြီးဘာကိုမဆိုချစ်လို့ဆောင်ရလှုပ်ဆောင်ရင်တော့အစဉ်ပြီးမှုတွေအာတာမှုတွေနဲ့အောင်မြင်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့သူများတဦးတယောက်အားငွေကြီးနဲ့ပတ်သက်လို့ချိတာငားလာလိမ့်မှာသတိပြုစင်ကြင်ရလိုအပ်တယ်ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်ပါတယ်အလှပရေးရဆိုင်ရာလေးတွေလူမှုရေးကိစ္စကဏ္ဍလေးတွေကြောင့် ငွေဟာဝင်ငွေနဲ့ထွက်ငွေဟာဝင်လီနဲ့ထွက်လီကဲ့သို့ဖြစ်နေတတ်ပြီးတော့စွန်းနာပြောခဲ့တဲ့အတိုင်းငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေမမြဲသောလဖြစ်ပါလေဒါကိုပဲဆရာဆက်ပြီးတော့ငွေမြဲစီရန်အတွက်ရေရရာလေးဆရာကုလောက်ပြောပြရစီမိတ်ဆွေများခင်ဗျာဂျာစာဖိဒါကြီးမိတ်ဆွေတို့ငွေမြဲစီရန်အတွက်ရေရရာလေးပြပါမယ်ဆရာတို့ဒါလေးကကတ္ထုစာရွက်လေးလို့မျက်စီထဲမှာမြင်လိုက်မိတ်ဆွေများဒါလေးကကတ္ထုစာရွက်ကလေးဆိုလို့ဗျာဆိုလိုတာကဒီမှာဘာမှလေးတွေပါတယ်ဒါကလည်းနှစ်လက်မှာ အလျားနှစ်လက်မှအနံနှစ်လက်မှဘောနော်မျက်စိနဲ့မြင်သာအောင်ဆရာပြရရင်အလျားနှစ်လက်မှအနံနှစ်လက်မှဆရာမိတ်ဆွေတို့ဆရာဆွတ်ပြမယ်နော်ဆရာတို့ဒါကတွေ့ကြလေးဘောနော်ဒါလေးကတွေ့ကြဒါလေးနှစ်လက်မှဘောအလျားနှစ်လက်မှအနံနှစ်လက်မှလေးနဲ့နော်နောက်ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲ့ဒီထဲကနေပြီးတော့ဆရာဆွတ်ပြအပြာနဲ့ဆက်ဆွဲပြမယ်နော်အဲ့ဒီဘာဝင်တွင်းမှာ မခတ်ပါဘူးအဲ့ဒီလိုသူရိကန်လေးအတုံးလေးတုံတုံထားလိုက်ပါထပ်ပြီးတော့အဲဆိုတော့ဒီမှာအစရိကန်တုံးလေးတုံတုံထပ်ထားလိုက်ပါအဲမင်းရှင်တို့နဲ့သူရိကန်တုံးလေးတုံတုံထပ်ထားလိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်နော်သူရိကန်တုံးလေးတုံတုံထပ်ထားလိုက်ရှင်ဆရာမင်းရှင်တို့ဒါလေးကိုအလျားနှစ်လက်မှအနံနှစ်လက်မှဒါလေးကိုပလတ်စစ်လေးလောင်းပြီးတော့မင်းရှင်တို့ရဲ့ပတ်စံအိတ်အတွင်းမှာဖြစ်စီလုပ်ငန်းအတွင်းမှာဖြစ်စီပလတ်စစ်လေးလောင်းပြီးတော့အမြဲတမ်းစောင့်ထားပါ ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစီမှာတော့ချိန်သေးပါတယ်ကျွန်တော်မိတ်ဆွေအဟောင်းတွေကတော့တိပိမဲ့မိတ်ဆွေအတင်များအတွက်ကိုငွေမြဲစီရန်ရေရာလေးပြလိုက်ပါတယ်ခေါင်းကြီးဆရာပရိသတ်သမီးတွေဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့စားတောက်ကုန်လုပ်ငန်းတွေဆက်တူလုပ်ငန်းတွေရှေ့တူဆောင်ရလှူဆောင်မှာအထယ်လိမ့်လုပ်ငန်း online social media နဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရလှူဆောင်မှာအသာရှင်တုတ်တက်ရှင်တွေကောင်းမွန်တယ်လို့မိတ်ဆွေတို့အနေနဲ့ရေချားမြေချားနေချားတိုင်းတစ်ပါးလူမျိုးချားတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကုန်မဆိုရှေ့တူဆောင်ရပြီးတော့လှူဆောင်ရင် ကံရဲ့အထောက်အကူကိုရရှိတတ်ပြီးတဲ့အခါတပည့်လက်သားသားသမီးတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေလက်အောက်ငယ်သားတွေရဲ့အကူအညီကိုရရှိတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လည်းငဘုကဆောက်လက်ဆာရင်းမပြည့်ပြည့်ဖြစ်နေတော့မိတ်ဆွေကြသာမိသားသမီးများဒီလာတာတော့ပြန်ပါနေရာထိုင်ခင်းနဲ့ပတ်သက်လာလို့ချင်းပြီးပြတ်အောင်တိဆောက်နိုင်တာမျိုးတွေပြီးပြတ်အောင်အဆုံးသက်ပြီးတော့တိဆောက်နိုင်မဲ့ကာလ ဖြစ်ပါတယ်။စာချုပ်ဆိုင်ရာကိစ္စလေးတွေစစ်ဆက်ဆက်သွယ်မှုဆိုင်ရာလုပ်ငန်းတွေစက်တူလုပ်ငန်းတွေခြေတူဆိုင်ရာလုပ်ဆောင်မှုကောင်းသောကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလမှာအတွေးအသည့်အမြင်အသည့်တွေကိုချပြပြီးတော့ဥဆောင်ခြင်းတွေဟာအားသာပြီးတော့တိုးတက်နိုင်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါမှမကသေးဘူးမိတ်ဆွေတို့အနေနဲ့အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ခွဲပြရရင်အဲကိုပိုင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခြေတူဆိုင်ရာလုပ်ဆောင်ခြင်းတွေဟာအားသာတိုးတက်ပြီးတော့အဲအကျိုးပေးကံကောင်းစီပါလေဒီလာတာတော့တွေ့မှာဆိုရွှေဝင်လာတော့ အားနည်းချက်ဖြစ်ပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်လာလို့ချင်းမိတ်ဆွေတို့နဲ့တော်တော်လေးခက်ခဲလာတာမျိုးတွေဖြစ်စေစိတ်တည်းအဆင်မပြေလာရင်ကိုကိုကိုပြန်တွေးကြည့်ပါ။ရွှေဝင်ထားသလားသို့မဟုတ်လူဝင်ထားသလားကိုတွေးကြည့်ပါ။ဒီနှစ်ခုလုံးတစ်ခုခုကိုဝင်ထားတဲ့ဆိုရင်ရွှေလေးစတိပေါင်မိတာမျိုးသို့မဟုတ်ရင်လူဝင်မတော်လို့ရွှေဝယ်ထားတဲ့ဆိုရင်လည်းစတိကလေးပြန်ရောက်ပြီတာမျိုးဖြစ်စေ တို့မဟုတ်မဖြစ်မနေညအိညာမိသားစုဝင်တွေမှာအရေးတကြီးကျမ်းမာရေးညလာတယ်ကျူချလာတာရှိလို့ရှိရင်ပိုကိုဟန်ရှင်နှချောင်းညအိညာနဲ့လေထွက်ပေးလိုက်တာမျိုးတို့မဟုတ်ရွှေကလေးစတိထိုသူရဲ့မွေးနေ့မှာပေါင်ပေးလိုက်တာမျိုးတွေလှုပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ကျမ်းမာရေးအဝါဝါကိစ္စတွေဟာအောင်မြင်တိုးတက်ပြီးတော့ကံကောင်းအဆင့်ပြေသွားမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအမှုပညာနဲ့ပတ်သက်ပြီးတော့ဂျာစာပိသားမိတ်ဆွေများပိုင်းဒီကာလမှာစကားပြောဆိုနေထိုင်မှုတွေမှာအလွန်ကိုတတိထားပါဘာကြောင့်လဲဆိုတော့ အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီထင်ပေါ်ကျော်စောတက်တယ်လို့အဘဘကဖီအားတွေပေးလာတက်တဲ့ကိစ္စလေးတွေအရာရာကိုယုံကံရတာမျိုးလေးတွေအပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တော်လာဖြစ်တဲ့အတွက်တော့ social inclusion dancer တွေအဆိုးအကအေးတိသဖြင့်သူကမှအမှုပညာဗေဒင်ဗေဒပတိလူထင်မှုလူသိမှုလူအများနဲ့ဆက်ဆက်ရတဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့လူတာထပ်ပို့ပြီးတော့အနောင်နေ့အကြံကြလေးဂျုံဝတ်တက်တဲ့အတွက်တော့ review စင်ကြံရတော့လိုအပ်သောကာလဖြစ်ပါလေ ငွေကြီးနဲ့ပတ်သက်ရင်အာမခံလောက်တာမျိုးလေးတွေလုံးဝညံ့ပါတယ်ငွေကြီးအာမခံလောက်ချင်းအဲဆွမ်းနာလို့ပေါ့ဟိုလူယုံလွယ်ချင်းမျိုးတွေကိုတတိထားဆင်ယူပေးရတော့တော့လိုအပ်တော့လာဖြစ်ပြီးတော့ပတ်စံရှိရင်တော့ဆုံးမတူတူဆရာငယ်ကိုလာပေးထားလို့ရပါတယ်ခင်ဗျာဆိုတော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေမရှိပါနဲ့မငှားပါနဲ့အားနာရင်ခါပါတတ်တော့ကာလဖြစ်ပြီးတော့မိမိမှာရှိတဲ့ငွေကြီးပိုင်ဆိုင်မှုတဏှာတွေမှာတော့မှလူမြင်မခံပါနဲ့လူမြင်မမြဲတာမျိုးလေးတွေဖြစ်ရတတ်တယ်လို့ကိုယ်ငွေနဲ့ကိုယ်ပြဿနာအခက်ခဲလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ ငွေကြေးရှိတာမျိုးတွေတော့မရောက်လောက်ဆောင်ပါနဲ့တကယ်လို့လက်လွန်ထားတဲ့ငွေတွေပြန်လဲပြောဆိုတောင်းဆိုဖို့အတွက်ဆိုရင်တော့ရပါတယ်တောင်းပါတိုးတော့နည်းနည်းလေးတော့အထင်ငော်နေဒီဂျုံကတက်တဲ့အတွက်၎င်းတို့အဲဆွနာလိုကကိုကိုတိုင်းတောင်းတာတက်တူတယောက်ရဲ့အကူအညီကိုရယူပြီးတော့ပြောဆိုတာမျိုးတွေအကူအညီလေးတွေကိုရယူပြီးတော့တောင်းတာမျိုးတွေကချင်းတွေပေါ့ရရှိမဲ့ကာလဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ပြလူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြအများရတက်တော့လား အရှင်ရှင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တော်လာဖြစ်ပြီးတော့အဲမိမိရဲ့ချစ်သူအပေါ်မှာမိမိဟာနားလည်မှုလွဲနေတာမျိုးဖြစ်စေအဲမိမိရဲ့ချစ်သူအပေါ်မှာကိုယ်ကနှွမ်းမိုးကျင်တဲ့စိတ်ကလေးတွေဖြစ်စေ အဲတာမန်ထပ်ပို့ပြီးတော့အဖီအားလေးတွေကြောင့်တစ်ဖက်မှာချုပ်ရှယ်မှုလေးတွေဖြစ်တာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးဖြစ်ရတဲ့တဲ့သူကသမီးသားများအနေနဲ့ဆိုလို့ရှိရင်လည်းဘာလို့မဆိုအဲတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုချီချီနဲ့ချစ်လို့ဆောင်ရအောင်လှုပ်ဆောင်ပါအစဉ်ပြေခြင်းနဲ့အောင်မြင်မှုတွေရရှိပါလိမ့်မယ်သို့မဟုတ်ဘဲနဲ့တူကိုကအဲဂျိုးဆွဆွဆွဲတာမျိုးတွေမတိကြမရရဘဲနဲ့ပြောဆိုတာမျိုးတွေကြောင့်စိတ်ဆိုးစိတ်ကောက်ခြင်းအဆက်အသွယ်ပြတ်ခြင်းရက်တန့်လာရခြင်းတွေကြုံရတဲ့အတွက်တော့သတိပြုစင်ရင်လိုအပ်ပါတယ် အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဂျာဇာပိသမိမိတ်ဆွေတွေဒီလဟာအိမ်တော်ကြီးနဲ့ပတ်သက်လို့အဆင်မပြေနိုင်စရာဘာမှတော့မတွေ့ရဘူးအကယ်၍အဆင်မပြေနိုင်စရာလေးတွေရှိလာတဲ့အခါမှာငွေကြီးနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာမျိုးလေးတွေသို့မဟုတ်လူယုံတဦးတယောက်တစ်စုံတစ်ယောက်ကိုအကြောင်းပြုပြီးတော့ငွေကြီးကိစ္စအငင်းခုန်လေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်ခင်ဗျာအိမ်တော်ကြီးမှာအနေငယ်လေးတွေးအေးနေတာမျိုးနှွေးထွေးမှုတွေအားနေနေတာမျိုးလေးတွေကြုံရတတ်တော့လားဖြစ်တတ်တဲ့အတွက်တော့မိတ်ဆွေအိမ်တော်ရှင်များဟုတော့ ပုံမူပြီးတော့ညှိနေနေတိုင်းတက်တိုင်းပဲမင်းနဲ့နွန်းနွန်းဆွေးဆွေးလိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တမဆိုအိမ်တော်ရှင်မရဖို့ကတော့ OA Champion နေရာထိုင်ရင်းနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဆောင်ရတဲ့အခါမှာတိုင်းမင်းညှိနိုင်ပြီးတော့လှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းခလောင်းပြောကြားလိုက်ပါစီခင်ဗျာခုအပြင်ဒီတလာတာတော့တမကျစားပေးသားသမီးများချုပ်ပြီးပြန်ပြောရရင်ဘာလို့ဖြစ်ဖြစ်ဦးစီးဦးဆောင်လှုပ်ပါချစ်တို့ဆောင်ရလှုပ်ဆောင်ပါအားသာကောင်းမှုတို့တတ်နိုင်ပါတယ်ညာ passport လုပ်ငန်း visa လုပ်ငန်းခရီးသွားဆိုင်ရာလုပ်ငန်းတွေ ဆောက်လို့ရေးဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်စမ်းစည်းစေစားဆက်ပစ္စည်းအထည်အလေးဒေါ်လာတက်စီဒီဇယ်ပူပိုင်လုပ်ငန်းတွေအဝေးတနေရာအဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လာရင်ခြေတူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ကံကောင်းဈေးနိုင်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်လည်းသင်ယူပြီးတဲ့ပညာရပ်ကိုခြေတူဆောင်ရလှုပ်ဆောင်ရင်ကိုကိုယ်တိုင်အမိနာမခံလို့ချင်းတွေအားသာတိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစေသောလဖြစ်ပါတဲ့။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွေမှာဆိုရင် အပြောဆုံးတဲ့ပတ်သက်တာမျိုးအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တို့အသာကောင်းမှုမြင်မဲ့လို့အမှုပညာဆိုင်ရာလုပ်ငန်းတွေအမှုပညာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရတဲ့မိတ်ဆွေများကိုကတော့အပြိုင်ဆိုင်နေကြတာနေခမ်းမြမ်းရုံထွက်ကာမှတော်ကကြမယ်လားဖြစ်ပါတယ်ဒီတလားတာတော့ဒီမှာအရှိရင်နဲ့ပတ်သက်လာရင်တော့နည်းနည်းလေးတဦးနဲ့တူတယောက်နဲ့တယောက်ရှစ်လုံးလုံးလေးတစ်ဖက်ပေါ်မှာဆုပ်ချယ်မှုလေးတွေဖြစ်ရတတ်တယ်အိမ်ဆောင်ကြီးနဲ့ပတ်သက်တော့လေသူအေးနေတာလေးတွေချုပ်ပြီးတော့ပြန်ပြောပြရစီဒီတလားတာတော့ဒီမှာ ကြစားဖေးသားသမီးမိတ်ဆွေတို့အကျိုးပေးသောနေသားအနေနဲ့ဆိုရင်တောက်ကြသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးသို့မဟုတ်အင်္ဂါသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးတွေဟာအာသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးပေးသောအရက်ဟာမြောက်ဆူဆူအရက်ဖြစ်ပါတယ်စမ်းတီယာအရက်ကတော့အနောက်တောင်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းစေသောကဏ္ဍဟာတော့၃ကဏ္ဍခုနှစ်ကဏ္ဍနာကနန်းနေတာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါတယ်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအစိမ်းရောင်လို့ အနီယောင်းတို့မီညိုယောင်းတို့များများပါသောအယောင်တွေကိုဝစ်စင်အာပြုသုံးဆွဲရင်ပုံမှန်ပြီးတော့ကံကောင်းထောက်ဖို့ရရှိစေမှာအတိအကျပဲဖြစ်တယ်။အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလေးတွေလုပ်ငန်းကိုင်ငန်းတွေကိုလှုပ်ဆောင်ပြောဆိုတဲ့အခါမှာမိမိတို့ရဲ့လိုရာကိစ္စမတော်မီမပြောမီမှာမျက်စွာပြရမှာပေါင်မုတ်ကလေးကိုနှိုးစီလေးတုပ်ပြီးတော့စူတောင်းပြီးတော့လိုရာကိစ္စပြောဆိုရင်အရေးကြီးသောကိစ္စတွေဟာထင်တော်မှုမရှိပဲအောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တယ်။ အဆက်ဆက်ရရမိတ်ဆွေတို့အတိတ်ခံပြုလို့တဲ့ဆရာငယ်ရဲ့ဂျာဇာပရိသတ်ရင်းမိတ်ဆွေများအတိတ်ခံပြုလို့တပါဆိုရင်တော့ဖြင့်သူကတော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို6ပတ်နှုန်းနဲ့12ရက်တိတိအတိတ်ခံပြုလိုက်ပါကမိမိတို့ရဲ့အခက်အခဲအကြက်တဲတွေပြေလဲပြေကြီးပြောက်သွားစီမှာအတေချာပဲဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလမှာအထက်လူကြီးအကြီးအကဲတွေရဲ့လုပ်ငန်းနဲ့ပတ်သက်လို့စိတ်မောလူမောဝေဖန်ကြည့်ကြအနေငယ်လေးများတက်ဒေါ်လာဖြစ်ပါတယ်ဒီဒလတာတော်တွင်မှာ မိတ်ဆွေတို့ရဲ့ရောင်းကုန်နေဝယ်ကုန်နေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဓာမီလေးတစ်ချောင်းနဲ့ထိုးပြီးတော့အဲထိုးပြီးတော့ဖွင့်လိုက်ပိတ်လိုက်လို့ပြီးတော့ထိုးပြီးတော့ရောင်းထွက်ပါစီဆိုပြီးတော့ဗဇက်ကနေပြောပြီးတော့မောက်ထုတ်ရင်ရောင်းထွက်သွားမှာအတေချာပဲဖြစ်တယ်အဆက်ဆက်အရာအစင်ပီစီရန်တရတာလုံးငွေကြေးကံကောင်းစီပြီးအဆက်ဆက်အရာအစင်ပီစီရန်တို့ကပိတ်နေတော့လက်ပြီးဝင်လန်းစီရန်ပြုလို့ရမယ်ရေဒီယာအနေနဲ့ပြောမိဇီယန်ငင်ထားပြီးနေမိချင်းရင်ခွန်ကိုတုံညာ293ညာလေးတက်လျှောက် 7902960416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်6635059နဲ့မှာဖြစ်စေဆက်သွယ်မိညာနိုင်ကြောင်းနဲ့အဲဆရာတို့ဒီ7လပိုင်း၄ရက်နေမှာဆရာငယ်ကြီးမှာချွေရောအိဆာတရားချစ်ကြိမ်မြောက်ချွေရောအိဆာတရားမိတ္တစီဂိုင်းတော်ဝင်အဲနေရဆီဆရာတို့နေ့လယ်ပိုင်းမှာတော့အဲဟိုပါပေါ့ဆရာတို့ဆီဆရာပူဇော်ပွဲပေါ့မနက်ပိုင်းမှာတော့ဘုံကြီးငါးပါးကိုစွန့်ကပ်ပြီးတော့အဲဆရာတို့လာတဲ့လူတွေအားလုံးနေ့လယ်2နာရီအထိ အလူဆနာလိုအလူငွေထဲဝင်ခြင်းတီးခတ်မှာဆိုပြီးတော့အကြိုက်ဆွဲအကြိုက်စားကြွေးပါတယ်ကျွန်တော်ဒါနဲ့ဆိုရှစ်ကျင်ကြည့်ပါပြီဇီယံငယ်ရဲ့အလူဟာခုနှစ်ရက်သားခုနှစ်ရက်သားသမီးကြီးရဲ့အလူဖြစ်ပါတယ်မိတ်ဆွေတို့ဒရကလိုအဆက်ဆက်ရအစင်ပြီးအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာအဆက်ဆက်ရအောင်မြင်အစင်ပြီးတိုးတက်စေရန်အတွက်ကိုင်းရွက်လေးတရွက်လိုအပ်ပါတယ်ကိုင်းရွက်လေးတရွက်မှာကိုင်းရွက်လေးတရွက်ပေါ်မှာစထဘဝဆိုပြီးလက်ညှိုးကလေးနဲ့ဆွဲလိုက်ပါ ို့မဟုတ်ရင်လည်းအဲချွန်တာထုံးကလေးနဲ့ဆွဲလိုက်ပါတို့မဟုတ်ရင်လည်းစတာဘဝလုံးဝမပေါ်ရင်လည်းရပါတယ်စိတ်မှန်းကလေးနဲ့ဖြစ်ဖြစ်စစလုံးစတာဘဝစတာဘဝလေးလုံးဆွဲလိုက်ပါအဲမျက်စိနဲ့မြင်ထားပါကကုတန်ကုံဖရာဘောနာကုံဖရာကတ္တပဖရာဘောဓမဖရာဆိုပြီးတော့ဖရာလေးစုကိုအာရုံပြုပြီးဆွဲပါဆွဲပြီးတဲ့အခါမိတ်ဆွေတို့ရဲ့လက်ဖက်အသားကလေးတွေကိုအဲ့ဒီအပေါ်မှာเนาะအနှဲငယ်တော့တင်ပြီးတော့မိမိအိမ်ကမျက်စွာဖရာမှာတောက်ရည်နှစ်ခွက်နဲ့အတူ ပကံများတစ်ချက်တည်းမှာတော့ထည့်ပြီးတော့လှူဒန်းလိုက်ပါဒါဆိုရင်မိတ်ဆွေကြတာပိသသမီးတွေပိတ်နေတော့လက်တွေပွင့်လန်းပြီးအဆက်ဆက်ရရအစင်ပြအောင်မြင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဂျာစာပိသသမီးမိတ်ဆွေအားလုံးအဆက်ဆက်ရရဆက်တလာပိုင်းဒီမှာယေရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီခင်ဗျ